ဆူရီယန်ဆိုင်ယာနိုင်အရှိတ်ကြောက်လို့အိမ်ယောင်ပြကြတဲ့မိုင်းကုန်းအုပ်စုရှမ်းပြည်နယ်အရှေ့ပိုင်းတာချီလိပ်မြွနယ်မိုင်းကုန်းအုပ်စုမှာရှိတဲ့ကျေးရွာတချို့မှာရွှေတူးဖော်ယာမှာအသုံးပြုတဲ့အလွန်အဆိပ်ပြင်းတဲ့ဓာတုပစီဖြစ်တဲ့ဆိုဒီယမ်ဆိုင်ယာနိုင်အဆိပ်ကိုကြောက်ရွံ့နေတဲ့အတွက်နေအိမ်တွေကိုရောင်းချကာနေရာရွှေ့ပြောင်းတာတွေလှုပ်လာကြပါလေ။ ရှမ်းပြည်နယ်အရှေ့ပိုင်းမှာနှကောင်းရက်ဆက်ပခုနေစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းအစမတန်တိုးကွာလာတဲ့ရွှေနဲ့တပ်တုတူးဖော်ရေးလုံကန်းတွေကြောင်းရေအီးမိတွေဖြစ်တဲ့မြေချောင်းတွေမှာဓာတုပျော်ရင်တွေစီးဝင်နေပါတယ်တပ်တုတူးဖော်ရေးလုံကန်းတွေကစွန့်ပြက်ရေတွေဟာဝေစာညွာအနီးကဝေစာချောင်းတွေကို စီးဝင်နေသလို စိုက်ပျိုးမြေစားကြက်မြေတွေနဲ့ရွာတွေကထိပါ ရောက်ရှိနေပါတယ်ဒီဓာတုအကျွမ်းအကြံတွေကြောင်းဒေတာကန်တွေရဲ့အဓိကအ အသက်မွေးဝမ်းကြောင်းဖြစ်တဲ့လေယာဉ်စိုက်ပျိုးရေးလုပ်ငန်းတွေပြတ်သုံးခဲ့ရသလိုကျန်းမာရေးလူမှုရေးတွေလည်းထိခိုက်ပျက်စီးခဲ့တာကြောင့်နေရက်ကိုစွန့်ခွာဖို့အကြောင်းဖန်လာပါတော့တယ်25နှစ်ရှိပြီဒီဒေတာမှနေတာအခုခြံကိုရောင်းပြီးကလောကိုပြောင်းဖို့လုပ်နေတယ်လို့ဝေစာကြေးရွာတဲ့နေထိုင်သူတူကပြောပါတယ်ဝေစာချောင်းရိုးတယောက်မှရှိတဲ့ရွာလာမကြီးဘေးဝဲရရင်အင်ယောင်းမီဆိုတဲ့မြန်မာနဲ့ယူမီယာဘာသာ နှမျိုးနဲ့ရေးသားထားတဲ့အနီရောင်ဆိုင်ပုံတွေကိုခက်စိတ်စိတ်တွေ့မြင်နိုင်ပါတယ်။ဖွေစာချောင်းအပေါ်ဘက်တောင်ပေါ်မှာစိုက်ပျိုးထားတဲ့ကော်ဖီချန်တွေမှာကော်ဖီအထွက်နွန်းကောင်းပေမဲ့ဓာတုအကျွမ်းကျန်တွေရှိခဲ့တဲ့အတွက်ဝဲသူမရှိကကော်ဖီစိုက်တောင်သူတွေဟာအပင်တွေကိုခုတ်ပစ်ခဲ့အထိဈေးကွက်အခြေအနေဆိုးရွားနေပါတယ်။